BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေခင်ဗျာအောက်တိုဘာလ3ရက် ောက်ကြော်နေညောင်ချန်းတွေ့ BBC မြန်မာဘိုက်စီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝီဖြိုးပါရွေးကောက်ပွဲလုပ်နိုင်မှုရာမြို့တွေပြန်သိမ်းမှုစူးစမ်းနေတဲ့စစ်ကောင်စီဟာနှစ်လအတွင်းမြို့နှစ်မြို့ပြန်ရပါတယ်ရှမ်းမြောင်နဲ့ရှမ်းတောင်နဲ့ဟိုကြောင်မဲကိုရလိုက်တဲ့အတွက်တကားပိတ်လိုက်နိုင်ခဲ့တယ်ဒမော့ဆိုးကိုရလိုက်တဲ့အတွက်ရှမ်းတောင်ကနေကရင်နီဝင်ပေါက်ကိုသူတို့ရသွားတယ်လို့ပြောရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီအကြောင်းမကြောင်ခင်အသေးစိတ်ကြားကြဖို့ရှိသလိုနိုင်ငံတကာဘက်ကကြည့်ပြန်ရင်လည်း given the many struggles of our church and of England Korean ကျောင်းတော်ရဲ့တမိုင်းမှာပထမဆုံးအနေနဲ့အမျိုးသမီးဂိုင်းချုပ်ရှိလာတဲ့အကြောင်းပါဝင်ထိတ်တဲရောက်နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးဖို့ရှိနေပါတယ်ခင်ဗျာ အင်္ဂလိပ်လိုယဉ်ညွန်းခေါ်ကြတဲ့အင်္ဂလန်ခရီးယန်ကျောင်းတော်ရဲ့တမိုင်းမှာကျောင်းတော်ကိုဥဆောင်တဲ့နေရာဖြစ်တဲ့ကန်တာဘရီဖျားကျောင်းဂန်ကျုပ်ဖုံးတော်ကြီးနေရာကိုပထမဆုံးအနေနဲ့အမျိုးသမီးကိုရွေးချယ်ခန့်ရလိုက်ပါတယ်။လက်ရှိလန်ဒန်ကျောင်းတော်ရဲ့ဘီရှော့အသက်63နှစ်အရွယ်ဒိမ်းဆာရမလလီရွေးချယ်ခန့်လိုက်ရတာဖြစ်ပါလေ။ Given the many struggles of our church and of societies here and around ကျွန်တော်တို့တိုင်းပြည်ထဲမှာဖြစ်စေကမ္ဘာနေရာအနှံ့မှာဖြစ်စေ ကျောင်းတော်အတွင်းလူအပိုင်ဝိုင်းတွေအတွင်းရုန်းကန်မှုတွေအများပြားရှိနေတဲ့ကြားကပဲကျမအနေနဲ့ကျိန်ဖန်များစွာပဲမျော်လင့်ချက်ကိုဘယ်နေရာမှာမြင်ရနိုင်မလဲလို့ကိုယ့်ဘာသာမေးမိပါလေမျော်လင့်ချက်ကိုတွေ့မြင်ရနိုင်တဲ့အခွင့်အလူးမျိုးကျမရခဲ့ပါလေတခြားမှာမဟုတ်ပါဘူးကျမတို့လူအပိုင်ဝိုင်းထဲမှာပဲဖျားကျောင်းတွေထဲမှာပဲအင်္ဂလီကန်ကျောင်းတော်တွေမှာပဲမျော်လင့်ချက်ကိုတွေ့ရနိုင်ပါလေဆိုပြီးဒိမ်းဆာရာမလာလီပြောသွားတာပါဒိမ်းဆာရာဟာ အင်္ဂလန်ရဲ့သူနာပြုချုပ်အဖြစ်လည်းတာဝန်ယူခဲ့ဘူးသူဖြစ်ပါတယ်။အရင်ကန်တာဘရီကမ်းကျုပ်ဖုံးတော်ကြီး Justin Welby တာဝန်ကနေနှုတ်ထွက်သွားပြီးတနှစ်နီးပါးကြာမှာအခုလိုအစားထိုးခန့်အပ်နိုင်တာဖြစ်ပါတယ်။ဂျာမနီနိုင်ငံမြူနစ်လေစိတ်ကိုပြီးခဲ့တဲ့ညလုံးကနိုင်အတန်ကြာပိတ်ချလိုက်ရပါတယ်။လေစိတ်ဝန်းကျင်မှာ drone တချို့ကိုတွေ့မြင်ခဲ့ရတဲ့အတွက်ဖြစ်ပါတယ်။ ဘယ်မှမသိရတဲ့ drone တွေတွေ့နေရလို့ဥရောပလေဆိပ်တွေပိတ်ချတာမျိုးအခုသတင်းပတ်တွေမှာတွေ့ကြုံနေရပါတယ်မြူနစ်လေဆိပ်မှာလေယာဉ်ခီးစဉ်16ခုဖျက်ခဲ့ရပြီးဆင်းလာမဲ့လေယာဉ်15စင်းကိုလည်းလမ်းလွှဲပေးခဲ့ရတဲ့အတွက်ခီးတဲ့3000နီးပါးအပေါ်တက်ရောက်ရိုက်ခတ်ခံခဲ့ရပါတယ်ဘယ်ဂျီယံမှာလည်း drone တွေအလားတူတွေ့ရတယ်လို့ BBC သတင်းတောက် Bethany Bell ကအခုလိုပြောပါတယ် We're just getting in media reports from Belgium saying that. Belgium ကနေအခုဘက်ဝင်လာတဲ့သတင်းတွေအရဂျာမနီနဲ့နယ်ဇန်ဒီအယ်ဆန်ဘွန်ဆိုတဲ့စစ်တပ်လက်ချင်းရေးတနင်္ဂနွေပေါ်မှာ drone 15စင်းတွေ့လိုက်ကြရတဲ့အတွက်စုံစမ်းစစ်ဆေးနေကြရတယ်ဆိုပြီးပြောသွားတာပါ။ မြန်မာနိုင်ငံမှာတကြောပြန်ဆရာနာသိမ်းမှုနောက်ပိုင်းပေါ်ပေါက်လာခဲ့တဲ့လက်နက်ကိုင်ပဋိပက္ခတွေမှာအရက်သားတွေယာနဲ့ချီပြီးအစုလိုက်အပြုံလိုက်အပေပြောက်အများဆုံးဖြစ်ခဲ့တဲ့2023ဧပြီလစကိုင်းတိုင်းကက်မရူမြို့နယ်ဗစီကြီးရွာဖြစ်တဲ့ပတ်သက်ပြီးကောက်ခံထားတဲ့တပ်သေးတွေကို NUG ကတူရကီနိုင်ငံရှစ်နေချုပ်ယုံထံအောက်တိုဘာ2ရက်ကြာသပတေးနေ့မှာတင်သွင်းခဲ့ပါတယ်တူရကီတရားရေးအာဏာပိုင်တွေဟာ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းမှုတွေကို2022ခရဲကစတင်ပြုလုပ်နေတာဖြစ်ပြီးအဲ့ဒီစုံစမ်းမှုတွေထဲမှာဖြစ်ရတွေသက်သေအထောက်အထားတွေကိုထက်သွင်းနေတာဖြစ်ပါတယ်။ NUG ရဲ့အထူးတာဝန်နဲ့ NUG ရဲ့ Australia နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေအစ္စတန်ဘူကိုရောက်လာခဲ့ပြီးတူရကီတရားရေးအာဏာပိုင်တွေထံသက်သေတွေတင်သွင်းလိုက်တာဖြစ်ပါတယ်။ဒေါက်တာထွန်းအောင်ရွှေက BBC ကိုအခုလိုပြောပါတယ်။ တော့တူရကီကြတော့ဒီ universal jurisdiction case ကိုအဓိကဒီမိစိမ့်ပြမဲ့လူကတရားရေးဝင်ကြီးအဲ့တော့သူ့ဘက်ကနေဒါကိုစုံစမ်းစစ်ထေးမှုအပြင် trial ပါစတင်မှုကျွန်တော်တို့ပြောခဲ့တယ်ပေါ့နော်ဒီတရားစီရင်ဖို့ပေါ့နော်အဲ့တော့တူရကီရဲ့ဒီလုံထုတ်လုံနည်းတွေမှာလည်းတရားခံရဲ့မျက်ကွယ်မှာလည်းသူကတရားစီရင်လို့ရတယ်ဒါတော့အန်ယူဂျီရဲ့ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေပြောသွားတာပါထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကဖြစ်ခဲ့တဲ့ကမ္ဘောဒီးယားအတိုက်ခံပါလီမန်အမဟောင်းလင်ကင်မြော်ကို ပလနဲ့တည်တံ့မှုနဲ့ ecolog ပင်ဝိုင်းစုသူကိုထိုင်းတရားရုံးကထောင်နဲ့တတိကျွန်းချမှတ်လိုက်ပါတယ်။ပြင်သစ်နိုင်ငံသားလေးဖြစ်တဲ့ Lim Kim Myung ဟာကမ္ဘောဒီးယားကနေဇနီးတန်နဲ့အတူဘတ်စကာနဲ့ဘန်ကောက်မြို့တော်ကိုအရောက်တနည်းနဲ့ပြစ်ခတ်ခံရတာဖြစ်ပါတယ်။တလဘမားကဘာကြောင့်အခုလိုပြစ်ခတ်ခဲ့တယ်ဆိုတဲ့အကြောင်းရင်းကိုတော့အခုလက်ထိအောင်မသိရသေးပါဘူး။ဂါဇာထဲမှာဆန္ဒမှုဆိုင်ရာအကူအညီတွေပေးနိုင်မှုပင်မောငယ်တွေနဲ့အုပ်စုဖွဲ့သွားကြရင်မှာဂါဇာနဲ့နီးကပ်လာစဉ် ဣသရေလကကြားဖြတ်ထိန်းချုပ်လို့ခေါ်ဆောင်သွားခံရရတဲ့လှုပ်ရှားတက်ကြွသူတွေနဲ့သွေးစီးညီညွတ်ကြောင်းပြသတဲ့အနေနဲ့အီတလီနိုင်ငံမှာအထွေထွေသပိတ်ဆင်နွှဲနေပါတယ်။ကမ္ဘာအနှံ့မှာလည်းဣသရေလရဲ့လုံရက်အပေါ်အလားတူကန့်ကွက်ဆန္ဒပြနေကြပါတယ်။ဣသရေလရဲ့တပ်ဖွဲ့ရဲ့အဆိုအရတော့အဲ့ဒီတွင်မောအုပ်စုကနေထိန်းသိမ်းခဲ့တဲ့လှုပ်ရှားတက်ကြွသူအယောက်480ကိုပြင်းထန်ထန်ပေးဖို့ရာလူဝင်မှုဌာနဘက်ကိုလွှဲပေးထားပါတယ်။ အမေရိကန်သမ္မတထွက်မြဲဂါဇာညဉ့်ဉိုင်းအစီအစဉ်နဲ့ပတ်သက်လို့ကတော့ဟာမတ်အဖွဲ့အနေနဲ့တုံ့ပြန်နိုင်မှုရာအချိန်ပိုးလိုတယ်လို့ဟာမတ်တာဝန်ရှိသူတူကဆိုပါလေ။အာရှစင်လေးတွေအပတ်ဆုံးရှုံးရတဲ့အဓိကရောဂါဖြစ်တဲ့ဆင်မာဖြစ်တဲ့ရေယုံဗိုင်းရပ်စ်အတွက်ကာကွယ်ဆေးထုတ်နိုင်မှုသူတွေတွေစူးစမ်းနေတာကနေအခုဆိုအောင်မြင်သွားပြီဖြစ်ပါလေ။ EHV လို့အတူကခေါ်တဲ့ဆင်ရေယုံဗိုင်းရပ်စ်ကူးခံပြီဆိုရင်အနာဟာသွေးမတိတ်နိုင်တော့ပဲကူးစက်ခံရသူ85%ခန့်နှုန်းထိအောင်ပေဆုံးနှုန်းမြင့်ပါလေ။ အခုတော့အင်္ဂလန်နိုင်ငံက Chester တရိတ်ဆန်ဥယျာဉ်မှာကာကွယ်ဆေးကိုအရွယ်ရောက်စင်တွေနဲ့စမ်းသပ်ခဲ့တာကာကွယ်ဆေးကြံကိုကောင်းကောင်းခံနိုင်ပြီးဘေးကင်းစွာအသုံးပြုနိုင်ကြောင်းတွေ့လာရပါတယ်ခင်ဗျာကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV စီစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုပဲနေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ပရချမ်းမြခင်ဗျာအခုတော့သတင်းတော်ဒီဘက်ကိုဆက်ရအောင်ပါစစ်ကော်မရှင်ဟာဒီနှစ်လအတွင်းစစ်တပ်ကလွတ်လွတ်ထားတဲ့ဒေသတွေကမြို့နှမြို့ကိုပြန်သိမ်းယူထားနိုင်ပါတယ် တွန်လိုင်းတပ်ပြီးဘက်ကလည်းမြို့တစ်မြို့ကိုပြန်သိမ်းပိုက်ခဲ့ပါတယ်အဲ့ဒီအခြေအနေတွေဟာဘယ်ကိုဥတည်နေပါသလဲမက်ဆန်နာဝင်းပြောပြပေးမှာပါ ။ဩဂုတ်လတရက်နေ့မှာအရေးပေါ်အခြေအနေကြီးညာပြီးစစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့တဲ့63မြို့နယ်တွေကတအန်းတက်တရက်နယ်လေးထိန်းချုပ်ထားတဲ့ကြောင်မဲကိုမနေ့ကပြန်ထိန်းချုပ်လိုက်တယ်လို့ကီနီတော်လိုင်းရေးတပ်တွေထိန်းချုပ်ထားတဲ့ဒီမော့ဆိုကိုလည်းဩဂုတ်လ19ရက်နေ့ကပြန်ထိန်းချုပ်ခဲ့ပါတယ်။ဩဂုတ်လတရက်မတိုင်ခင်ကတော့နောင်ချုံနဲ့မိုးပြဲကိုပြန်ရခဲ့ပါတယ်။တစ်ဖက်မှာလည်းတော်လိုင်းရေးတပ်တွေကစကိုင်းတိုင်းအထက်ပိုင်းကဘန်းမောက်ကိုစက်တင်ဘာ20ရက်ကသိမ်းပိုက်နိုင်ခဲ့ပါတယ်။ တစ်တုံညာနှစ်ခုစစ်စင်ရေးမှာလက်လွတ်လိုက်ရတဲ့မြို့တွေကိုလည်းတရုတ်အကူအညီနဲ့ပြန်ရခဲ့တယ်လို့လူသူလက်နက်ခရမ်းနဲ့နှီးပညာဖြည့်တင်းမှုတွေပြန်လုံဆောင်ခဲ့ပြီးလက်လွတ်ခဲ့ရတဲ့တပိတ်ချင်းနောင်ချူလားရှုအပါအဝင်ကရင်နီဒေသကနေရာတချို့ကိုပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်ဒီနှစ်လအတွင်းစစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့မြို့နှမြို့ဟာဒေသရင်းမှာစစ်ရေးအရဘလို့အရေးပါမှုတွေရှိနေပါတယ် CDM ဘူကြီးစင်ရောကအခုလိုရှင်းပြပါတယ်ကြောင်မဲဒီလဲရှမ်းမြောက်ကိုဝင်ပေါက်ထက်ရသွားတယ်ဒီမော့ဆိုးဒီလဲ ကရင်ကြီးအတွင်းပိုင်းအထိပြောင်းထိုးလာလို့ရတဲ့အနေထားမျိုးအထိရောက်သွားတာကိုတွေ့ရတယ်။အဲ့တော့ပြောရမယ်ဆိုရင်တော့တို့ရှမ်းမြောင်းနဲ့ရှမ်းတောင်နဲ့ဟိုကြောင်မဲကိုရလိုက်တဲ့အတွက်တကားပိတ်လိုက်နိုင်ခဲ့တယ်။ဒမော့ဆိုးကိုရလိုက်တဲ့အတွက်ရှမ်းတောင်ကနေကရင်ကြီးဝင်ပေါက်ကိုတို့ရသွားတယ်လို့ပြောရမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ တစ်ဖက်မှာလည်းလက်လွတ်လိုက်ရတဲ့ဗန်းမောင်မျိုးဟာတော်လှန်ရေးတပ်တွေအတွက်စစ်ရေးဆက်သွယ်ရေးလမ်းကြောင်းအရရေးပါတယ်လို့စစ်ရေးသုံးသပ်သူတွေကဆိုပါတယ်စစ်တပ်ဟာရွေးကောက်ပွဲမတိုင်ခင်မှာလက်လွတ်ခဲ့ရတဲ့မျိုးတွေကိုရသလောက်ပြန်ထိန်းချုပ်နိုင်မှုစ조사လာနိုင်တယ်လို့ရွေးကောက်ပွဲအလွန်မှာလည်းကျန်တဲ့မျိုးတွေကိုထိုးစစ်ဆင်နိုင်တယ်လို့စစ်ရေးလေးလာသူတွေကဆိုပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးစစ်ရေးနိုင်ငံရေးလေးလာသူဒေါက်တာအောင်မျိုးကအခုလိုပြောပါတယ် ်ဖြစ်တော်ပေါ်လာပြီဆိုရင်တော့နိုင်ငံရေးခြေရှိတဲ့တခုထွက်လာပြီဆိုရင်တော့ဒီဒီမာထဲမှာရှိတဲ့သခိုင်းတို့မကွေးတို့ပါရှိတဲ့အပိုင်းကတော့နယ်မြေလေးပြီးသွားနိုင်ကြပါတော့နော်။နည်းနည်းစစ်စစ်ကြောင်းလိုက်တာတဲ့သူတိုင်းပဲအလိုရောက်သွားရောက်ရှိတာနော်။အဲ့ဒါဒီဓာတ်ဒီကတော့ဒီမှာနိုင်ငံရေးစစ်တမ်းတောင်းလဲလို့တော့ဒီမျိုးရေးဆိုတဲ့ဥစ္စာကရှိနေတဲ့ခါကျတော့သူကတော့ဒီကတော့လေးပဲလို့ကျွန်တော်တို့ထင်တယ်နော် လက်ရှိအချိန်မှာတော့စကိုင်းမကွေးနဲ့မန္တလေးတိုင်းအပါအဝင် တော်လှန်ရေးတပ်တွေအားကောင်းတဲ့ဒေသတွေကိုစစ်တပ်ကစစ်ကောင်မရှင်ဖွဲ့ပြီးနောက်ပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေမြေပြင်စစ်ကြောင်းထိုးမှုတွေပိုတိုးပြီးလှုပ်ဆောင်နေတဲ့အတွက်နေစဉ်လိုလိုအရက်သားထိခိုက်ဒေဆုံးမှုအများအပြားရှိနေပါတယ်ရှင်။မတ်စံကောင်ဝဲဖြစ်ပါတယ်။တခါမြန်မာနိုင်ငံသားတွေကိုမလေးရှားနဲ့စင်ကာပူနိုင်ငံတို့ကဒီအောက်တိုဘာ၁ရက်နေ့ကစလို့ဗီဇာကင်းလို့ခွင့်ဒရင်နှစ်ပတ်နဲ့အလဲပတ်ခီးလာနိုင်ပြီလို့ထုတ်ပြန်ပါတယ်။ ဒီတော့အာဆီယံဒေသတွင်း9နိုင်ငံစလုံးကိုမြန်မာနိုင်ငံသားတွေအလည်းအပတ်ဗီဇာမလိုပဲအနည်းဆုံးသတင်းနှစ်ပတ်သွားနိုင်ကြပြီဖြစ်ပါတယ်။ဒါဟာခီးသွားလုပ်ငန်းတွေအပေါ်အပောင်းဝင်နောက်ဆက်တွဲဘယ်လိုတက်ရောက်မှုတွေရှိလာနိုင်ပါသလဲ။ကိုမြင့်လွင်ပြောပြပေးပါမယ်။မြန်မာကိုအလေးပက်ခီးသွားလာရေးဗီဇာကင်းလွှဲခွင့်ပေးထားတာအာဆီယံနိုင်ငံအလုံးအထိရှိလာနေပြီဖြစ်ပါတယ်။အခုအောက်တိုဘာ10ရက်နေ့ကစလို့မြန်မာနိုင်ငံကနေရက်တိုခီးသွားလာရေးအတွက်ဗီဇာကင်းလွှဲခွင့်ကိုမလေးရှားကခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ မလေးရှားဟာအာဆီယံနိုင်ငံတွေထဲနောက်ဆုံးဗီဇာကင်းလွှင့်ပေးလိုက်တဲ့နိုင်ငံဖြစ်ပါတယ်။ကျန်တဲ့ရှစ်နိုင်ငံကတော့ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်2015ကနေ2020ကာလအတွင်းဗီဇာကင်းလွှင့်ခွင့်တွေအသီးသီးပေးထားပါတယ်။အာရှဒေသတွင်းနိုင်ငံတွေထဲမှာတော့ထိုင်းနဲ့ဗီယက်နမ်ကိုခရီးသွားတွေအများဆုံးသွားလာကြပြီးမလေးရှားနိုင်ငံကဗီဇာကင်းလွှင့်ခွင့်ပေးလိုက်ပြီဖြစ်ပေမဲ့လက်တလောမှာတော့ခရီးသွားတွေအနေနဲ့တော်ရောက်လေပတ်ဖို့ကုမ္ပဏီတွေနဲ့ရှိတ်ဆက်လာတာမျိုးတွေမရှိသေးဘူးလို့ဆိုပါတယ်။ဒီပေါ်ကျင်းနှဲတော်ခရီးသွားကုမ္ပဏီဘက်ကပြောတာက မလေးရှားတော့လောလောဆယ်တော့မမီးတဘူးကကျွန်တော်တို့တင်တော့တင်လာတယ်ပေါ့တိတ်မမီးတဘူးပေါ့တိတ်တယ်ကျွန်တော်တို့လည်းတိတ်လည်းမလုပ်ရဘူးပေါ့တကယ် travel နဲ့တွားပြီးတော့နေခဲ့မယ်ပါခဲ့မယ်ခုံစင်းသွားမယ်ဆိုရင်ကျွန်တော်လည်းပြဿနာရှိနိုင်တယ်ဒီ visa ကင်းခွင့်ရတဲ့နိုင်ငံဆိုတော့ပို့ပြီးတွားကြတာပေါ့လေသူမလေးရှားထက်ကင်းလို့ခွင့်ရတယ်ဆိုတော့ရောင်းအားတက်လာမလို့ထင်ပါတယ်လူတွေစိတ်ဝင်စားမလို့ထင်ပါတယ်ခရီးသွား company တွေဘက်ကတာဝန်ခံတာဝန်ယူပြီးပို့ဆောင်ပေးတဲ့ခရီးသွားတွေကိုတော့ပြပခရီးစဉ်တွေတွားရောက်ကြတဲ့အခါမှာ လက်စိတ်တွေကနေထွက်ခေါ်ခွင့်ရရှိရတယ်လို့ပြောပါရယ်လက်ရှိမှာပြည်သူစစ်မှုထမ်းအသက်အရွယ်မှာအကျုံးဝင်နေတဲ့လူငယ်အများစုဟာပြည်ပထွက်ခေါ်ခွင့်တွေကန့်သက်ခံရပါတယ်ထိုင်းနိုင်ငံဟာရခင်ကဗီဇာကင်းလွန်းခွင့်ကိုလစ်စင်ငါရဲ့အတီပြစ်ခဲ့ပေမဲ့အခုနှစ်အတွင်းမှာတော့ဆီလီရဲ့တည်တာခွင့်ပြုပေးတော့တာဖြစ်ပါတယ် အစီအစဉ်နိုင်ငံတွေဖက်ကမြန်မာအပေါ်ဗီဇာကင်းလွှင့်ခွင့်ပေးထားပေမဲ့ဒီအစီအစဉ်ကတကယ်လက်တွေ့မှာအလုပ်ဖြစ်လာနိုင်ပါမလားဒီအကြောင်းအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတခုရဲ့တာဝန်ရှိသူတူပြောတာကအခုကမလေးရှားမှာ၁၄ရက်ဗီဇာနဲ့ကင်းလွှင့်ခွင့်ပေးလိုက်ပြီအဲ့ဒီပုံမှာတော့ကျွန်တော်မြင်ပြောရရင်တော့အကျိုးတရားမှုတိတ်တော့မရှိနိုင်ပါဘူး။ဘာလို့လဲဆိုတော့ဆက်စစ်နှစ်35အတွင်းကသူကအလဲနဲ့သွားမယ်ဆိုရင်တော့မှခရုံနဲ့အထောက်အထားပြနိုင်မှအဲရလန်ကလည်းပေးတင်တယ်ဒီစိတ်ဒီစိတ်တွေကလည်းဌာနဆိုင်ရာလည်းပေးလွှတ်တယ်ဆိုတော့တိတိကျကျတော့အကျိုးတရားမှုမရှိနိုင်ပါဘူး။ ဗီဇာကင်းလွှင့်ခွင့်တွေကိုတော့အင်ဒိုနီးရှားဖိလစ်ပိုင်စင်ကာပူဗီယက်နမ်နိုင်ငံတွေကတလနေနိုင်ခွင့်ပေးထားပြီးကျန်တဲ့ထိုင်းမလေးရှားကမ်ဘောဒီးယားလာအိုဘရူနိုင်းနိုင်ငံတွေကတော့ဆစ်လီရဲ့နေထိုင်ခွင့်ပေးထားတာဖြစ်ပါတယ်ခင်ဗျာကိုမြင့်လွင်ဖြစ်ပါတယ်အာနာသိမ့်ပြည့်နောက်ပိုင်းတောက်လျှောက်မြင့်တက်နေခဲ့တဲ့အမေရိကန်ဒေါ်လာပေါင်းဝင်နိုင်ငံသားငွေတက်မှုတွေဟာအခုရပိုင်းတွေအတွင်းဇက်တိုက်ပြန်လဲကျဆင်းလာနေပါတယ် နိုင်ငံငွေလဲလဲနဲ့တံမိုးကျတယ်ဆိုတာမြန်မာကျပ်ငွေတံမိုးမားလာတယ်ဆိုတဲ့အထိပ္ပယ်ဖြစ်ပေမဲ့လေကုန်စည်ဈေးနှုန်းတွေကတော့မကျပါဘူး။ဒါနဲ့ပတ်သက်ပြီးကြိမ်ပွဲဖြည့်ရှင်းနိုင်မယ့်နည်းတွေရှိနေပါသလား။အခြေအနေတွေအကြောင်းမတ်တာယာစူးစီးပြောပြထားပါလေ။2023ခုနှစ်နှစ်ကုန်ပိုင်းကစလို့အမေရိကန်ဒေါ်လာဟာမြန်မာငွေကျပ်၄000ကျော်ကိုရောက်ခဲ့တာပါ။အခုအောက်တိုဘာ၂ရက်နေ့မှာတော့ပထမဆုံးအကြိမ်ဒေါ်လာကျပ်၄000အောက်ကိုပြန်ရောက်ရှိခဲ့ပါတယ်။ယွမ်ဘတ် ငွေလဲနှုန်းတွေလည်းဇက်လိုက်ကျဆင်းနေပါတယ်။မြန်မာမှာဒီငွေကြေးသုံးခုကိုကုန်သွယ်ရေးငွေကြေးအဖြစ်အဓိကသုံးနေကြတာပါ။လက်ရှိမှာစစ်ကောင်မရှင်ကနေဆက်ကုန်သွယ်ရေးတွေကိုပိတ်ထားသလိုလေကြောင်းကနေကုန်သွယ်မှုတွေကိုလည်းကတ်တက်မှုတွေလုပ်ထားပါတယ်။ဒီလိုနိုင်ငံခြားငွေဈေးတွေကျဆင်းလာခဲ့ပေမယ့်ပြည်တွင်းမှာတွင်းကုန်ရှာပါပြီးကုန်စည်ဈေးနှုန်းတွေကျဆင်းတာမရှိဘူးလို့ဆိုင်ရှင်တွေနဲ့အစားသုံးသူတွေကပြောပါတယ်။ဈေးကွက်အတွင်းမှာပြည်ပကကုန်စည်တွေပြတ်တောက်ခဲ့ပြီးလက်ကျန်ကုန်စည်တွေကဈေးနှစ်ဆသုံးဆအထိမြင့်တက်သွားပါတယ်။ ဒီလိုနိုင်ငံခြားငွေစုတွေဘာကြောင့်ကျဆင်းလာတာပါလဲမြန်မာကျပ်ငွေတွေအမှန်တကယ်မလာတာပါလားလုပ်ငန်းရှင်တဦးပြောတာကဒေါ်လာရေယွမ်ရေဘတ်ရေကိုတောက်လျှောက်ရောင်းပေးနိုင်တဲ့အနေအထားမှာလည်းရှိတယ်။အဲ့ဒါလည်းအနည်းဆုံး20 30ထက်တည်ကျတဲ့အတန်း။နောက်တစ်ခုကရွေးကောက်ပွဲကြောင့်လည်းပါတယ်ဗျ။နောက်တစ်ခုက input ပိတ်ပစ်တာလို့အကုန်လုံးကိုတောက်လျှောက်ပိတ်ပစ်တာ။အစိုးရအနေနဲ့ကဘာဖြစ်လဲဆိုတော့ရွှေစည်းနဲ့ဒေါ်လာစည်းမှာပဲလာပြီးတော့တက်ရောက်တာ။ကုန်စည်းကြတော့မကြတဲ့ပြင်ကျွန်တော်အခုလက်ရှိပြဿနာကျွန်တော်ကုန်စည်းရှားတယ်။ ပြည်ရင်းကစက်မှုလက်မှုထုတ်ကုန်ပိုင်းမှာကုန်ကျန်းအများစုကိုပြီးပါကနေတင်သွင်းရတယ်လို့စက်မှုဇော်လုပ်ငန်းရှင်တွေကပြောပါတယ်ပြီးပါကုန်စည်တွေဝင်ရောက်မှုနည်းတာကြောင့်ပြည်ရင်းလုပ်ငန်းတချို့လည်းရပ်နားထားရပါတယ်ဒါအပြင်ပြီးပါရင်းနှီးမြှုပ်နှံမှုအထက်ဆက်ယုံတချို့ပါပိတ်သိမ်းရတာတွေရှိလာလို့တဝူးချင်းဝင်ငွေ GDP လည်းကျဆင်းလာပါတယ် ဒါကြောင့်ကြံ့ငွေတမိုးရဲ့အကျိုးကိုခန်းစားနိုင်ဖို့မြန်မာပြည်မှာဖြည့်ရှင်းနည်းကလက်တလုံးမှာမရှိသေးဘူးလို့စီးပွားရေးပညာရှင်တအူးကပြောပါတယ်။ဘုံမကြီးရဲ့ဘေးဘုံမှာအချိန်ကမတော်လို့မြောက်ဖြစ်နေတာပေါ့နော်။ 誒最近都冇都冇幾啲嘅，主要都唔係因為呢啲人嚟嘅。最近都冇幾啲嘅咧，就最近大家老闆都冇得啦，我 <noise> 嗱，都差唔多一兩年時間先去。嗱，到嗱啲家呢，到嗱啲家呢度，呢度唔使，最近都冇幾年都到你哋家咯，太多人唔夠氣氛。 ပြည်ရင်းမှာအခြေခံစောင်းတော့ကုန်ကအစကုန်စည်စည်းနှုန်းတွေမကြစင်းပဲဒီတိုင်းဆက်သွားနိုင်မယ်ဆိုရင် ရေရှည်မှာကုန်စည်တွေပြတ်တောက်တာစားသုံးကုန်နဲ့လူသုံးကုန်တွေကိုအကန့်အသတ်နဲ့သာရောင်းချပေးနိုင်တာတွေဖြစ်လာနိုင်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကတတိပေးနေကြပါတယ်ရှင်။ တော်ရရှင်များခင်ဗျာဒီညတွေ BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်မှုတွေကိုတော့ဒီမှာပဲရနောက်ခွင့်ပြုပါအခုကြားခဲ့ရတဲ့နောက်ဆုံးရသတင်းတွေအပြင်သတင်းဆောင်မနဲ့တုံ့ပြန်ချက်တွေရုပ်သံအစီအစဉ်တွေကို www.bbc.com မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါတယ် BBC ကိုအားပေးကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်တော်ရရှင်များအားလုံးကိုစိတ်နှပါကျမ်းမာချမ်းသာနိုင်ကြပါစေခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။